ြောင်းလဲလာတဲ့ Chelsea အသင်းရဲ့ကစားကွက်အားတုံးသက်ကြည့်ခြင်းမင်္ဂလာပါကျစင်းဘာရာမြန်မာနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တွေကငယ်စဉ်ငယ်ရနေပြီးတော့ကျွန်တော် Chelsea ဆိုတဲ့အသင်းတွင်းကိုယူမှုမှုနဲ့ဆွဲလန်းစွာအားပေးခဲ့ကြပါတယ်ဒီလိုအားပေးမှုမှာ Chelsea အသင်းရဲ့ DNA တွေကျွန်တော်တွေအတိတွေ့တဲ့အားတွေမှာရှိခဲ့ကြပါတယ် မော်အီယိုခစ်ကနေပြီးတော့ကေဆာစတတီအခုချိန်ထိနီးပြအန်ဇိုမာရက်စကာတီကျွန်တော်တွေကပွဲပေါင်းများစွာကိုကျွန်တော်တွေကြည့်ခဲ့ကြပူပါတယ်။ကန်တွေခဲ့တဲ့နီးပြတွေထက်တောင်မှကျွန်တော်တို့အတင်းပြိတက်တွေကချက်စင်းအတင်းရဲ့ပွဲစဉ်တွေကိုပွဲပေါင်းများစွာရှားပေါင်းများစွာထောင်ပေါင်းများစွာကိုကြည့်ရှုခဲ့ကြတဲ့ပြိတက်တွေဖြစ်ကြပါမယ်။ဒါဆိုရင်ကျွန်တော်ချက်စီးတင်းရဲ့ပြောင်းလဲလာတဲ့ကစားကွက်အခြေအနေတွေကိုနည်းပါးသုံးသပ်ဆွေးနွေးကြည့်ရအောင်။ ဒီလိုဆွေးနွေးမှုဒီကျွန်တော်ရဲ့စီရံအားပေါ်တည်တံတစ်ခုသာဖြစ်ပါတယ်ကျွန်တော်ဒီမော်ရင်ဟိုဖြစ်တဲ့အနေပြီးတော့မော်ရင်ဟို Absolute Scolari နောက်ပြီးတော့ဒီ Conti Tomato Chef စသဖြင့်ဒီပြများစွာတောင်းလဲစွာဒီကန်တွေကြရအောင်ကျွန်တော်မြင်တွေ့ခဲ့ရပါတယ် ဒီခေတ်မတိုင်ခင်ဒီဥပမာကျွန်တော်တွေစာရီဒီနိပြစာရီမတိုင်ခင်ဒီချက်စီတင်းရဲ့ကြောင်းကကျွန်တော်တို့လိုချင်တဲ့ကျွန်တော်တွေစိတ်ထဲမှာကိန်းမှုဗီတာရှိတဲ့မာကျွမ်းမှုကျင့်လင်းမှုဆိုရင်ခံစစ်တွေနဲ့သူဒီကွင်းလင်တွေနဲ့သူတိုက်စစ်တွေနဲ့သူကျွန်တော်တွေဟာဒီလက်ပေါ်တွင်မြင်တွေ့ခဲ့ကြရပါတယ်ကျွန်တော်တို့ရဲ့တောက်တိုင်ကစားသမားတွေဖြစ်ကြတဲ့ကိုသမားပီတာချန်ဂျွန်တယ်ရီအက်ရှယ်လီကိုအက်ဖ်စီယန်ထရန်လမ်ဘတ် ဘောလာဒီဒီယာဒရောပါစားတဲ့ကစားသမားတွေကိုကြည်ချင်းအားဖြင့်လဲဖီဇီကယ်အားဖြင့်တော်လည်းကောင်းကြော်ချေစွမ်းမစကိအားဖြင့်တော်လည်းကောင်းကောင်းမွန်ကြတဲ့ကစားသမားတွေဖြစ်ကြပါတယ်မာကျော်ရင်စစ်လက်တဲ့သိပ်ပြီးရင်ခန္ဓာကိုယ်ကြက်ခိုင်မှုအားဖြင့်လဲတောင်းတမှုကစားသမားတွေဖြစ်ကြပါတယ် ဒါပေမဲ့ယနေ့ခေတ်ကျွန်တော်တို့ဒီပြအန်ဆိုမာရက်စကာရဲ့ကစားသမားအောက်မှာကြည့်မယ်ဆိုရင်တော့ကျွန်တော်တွေကဒီဟာလုံးဝလုံးဝကိုပြောင်းလဲလာခဲ့ကြပြီဖြစ်ပါတယ်။ကျွန်တော်နောက်တန်းမှာဆိုရင်လည်းလီဗိုင်ကိုဝဲဒေါက်တိုင်ကစားသမားအန်ဆိုဖာနက်ဒါမွိုင်ဇာကိုင်စီဒိုကိုပါမာဒီပက်ထရိုနက်တိုအက်စတာဘိုစားရဲ့ကစားသမားတွေနဲ့ရှင်ကြည့်လိုက်ရင်ကျွန်တော်တွေက physical အားဖြစ်တော်၎င်းနောက်ပြီးတော့ဒီကြက်ခိုင်မှုတော်၎င်းနောက်ပြီးတော့ဒီမကြောမှု ကျင့်လုံးမှုစတဲ့အရာရာနဲ့ရှင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီကျွန်တော်တီးခဲ့တဲ့ချက်စီးတင်းနဲ့လုံးလုံးကိုမှပတ်စံခြင်းမရှိတော့ပါဘူး။ဒါကလည်းခစ်စနစ်တစ်ခုရဲ့အခြေအပြောင်းကလာတွေမှာကျွန်တော်ကြုံတွေ့ရမယ့်ဒီအပြောင်းလဲတွေပဲဖြစ်လာပါတယ်။နောက်ဘိုင်းခစ်ကလာတွေမှာလည်းကျွန်တော်ယဉ်တွေ့ခဲ့တဲ့ချက်စီးတင်းရဲ့ DNA ကိုလည်းကျွန်တော်ပြန်တွေ့ရနိုင်ခြေရှိတယ်။ ဒါကြောင့်မို့ဒီလိုမျိုးပြောင်းလဲရတဲ့ case နဲ့မီးတူလာရေးအပြောင်းလဲတွေရှားမှာကျွန်တော်တွေနည်းနည်းပါကျွန်တော်ဒီအမြင်လေးတွေကိုတုံ့တက်ကြည့်ပြစီသူစည်းတဲ့အခုလက်ရှိအခြေအနေကိုအရင်ပြောပြရအောင်လက်ရှိနီပြဟန်ဆိုမိုင်းလ်စကာရဲ့ကစားသမားကစားဖွဲ့ဒီအမီးတူလာရေးအခင်းကျင်းတွေဟာကျွန်တော်ချက်စည်းတဲ့ကအရင်တုန်းကဒီလပ်ပါနဲ့ကစားဟန်မရှိတဲ့ တခုကနေပြီးတော့ယောက်ချီးသူကျွန်တော်တွေပြောင်းလဲလာခဲ့တယ်။ခန်စစ်ကနေပြီးတော့ရောဘတ်ဆန်ဂျက်ကနေပြီးတော့ကျွန်တော်တွေဘောလုံးကိုပေကာစတီးတယ်၊လူတိုင်းကိုဝတ်တော့လက်ကောင်၊ချာလိုဘတ်တော့လက်ကောင်။အဲကနေဒီစင်မှာကွင်းလေ၊ကွင်းလေကနေတောင်းပါ၊တောင်းမှန်ကနေကွင်းလေပြန်ပေးမယ်။ကွင်းလေကနေချင်းဒီနောက်တန်းနောက်တန်းကနေကျွန်တော်ကွင်းလေ၊ကွင်းလေကတိုက်စစ်အဲ့လိုအချိန်ဆက်မိမိနဲ့ကစားပြီးတော့မှဘောလုံးကိုကိုရရှိဖို့အတွက်ကျွန်တော်တွေကစားသမားဘောင်းဆောင်ပါဝင်ပြီးတော့ရှေ့လေမြောက်အညီ မြေတုံကြီးများပါဝင်တဲ့အားဖြစ်တဲ့အဲ့လိုနေမှာတဆင်ကျွန်တော်တွေကအတွင်းကိုတကူရှာရှိခဲ့တယ်။ဒါကလည်းမြေပြဘာရီယိုရာရဲ့တပည့်ဖြစ်ခဲ့ဘူးရဲ့အန်ဆိုမာရက်စကာရဲ့သူစီယာရဲ့ဒီဘူဂါပိုင်းဒီ inspire တွေကြောင့်ဖြစ်ပါလိမ့်မယ်ကျွန်တော်သိခဲ့ရတဲ့ပုံစံတွေဆိုရင်ဒီပြဒီမော်ရင်ကိုဆိုရင်ခံစစ်ကိုဒူးရဲ့ပြောစမှတ်တွင်ရရရှိခဲ့တဲ့ချက်စီချက်စီအတင်းကိုကျွန်တော်တွေကနိုင်ဖို့မပြောနဲ့ကျွန်တော်ဂိုးတကိုးအတွင်းပြီဆိုရင်တော့မှကျွန်တော်အောင်အောင်စာလောင်စိတ် ရှိခဲ့ကြတယ်ဒီပျော်ရွှင်မှုရှိခဲ့ကြတယ်ဆိုရဲခံစားချက်မျိုးတွေအချားပြိုင်ပွဲအတင်းတွေမှာထုတ်ပေါ်ပြောခဲ့ဘူးလားရှိတယ်ဒါပေမဲ့အခုကျွဲရှိချိန်ဆိုရင်တော့ကျွန်တော်တို့ကခေတ်ကာလပြောင်းလဲလာမှုအချို့ကြောင့်ဒီလိုမျိုးဒီခံစားကစားပုံတွေကဒီအတင်းကြီးတွေမှာတိတ်မတွေ့ရတော့ပါဘူးကျော်ရီဒီမီဒီယာကွန်ဒီလက်ထက်မှာဆိုရင်လည်းကျွန်တော် 3band နဲ့စတင်တယ်။ 3band နဲ့စတင်ပြီးသူ့ရဲ့ viewer ဘိုင်းစနစ်ဘိုင်းအရာကျွန်တော်တွေကဒီ343အချိန်ကြီးက တိုက်စစ်ကိုလုံလုံလာတိုက်စစ်စင်နဲ့အတင်းတင်းမဟုတ်ဘူး သူတို့ကိုဒီကျွန်တော်တို့ရဲ့ဒီချက်စီးတင်ခံစစ်ကိုမျှခေါ်တယ်။မျှခေါ်လို့မှပြန်ထွက်လာတဲ့ counter attack စစ်တွေကနေစင် and kick ကဒီမြန်ဆန်လာတဲ့ skill ကောင်းတဲ့ William Patro Hazard တို့ရဲ့ဒီတွဲလုံးနေရတဲ့စင် Costa ရဲ့တွင်ကူတွေကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်။သူချက်လက်ထပ်မှာဆိုရင်လည်းကျွန်တော်တို့ထုံင်း၎င်းပဲ3 back 342ဒါမှမဟုတ်352စသဖြင့်အဲ့လိုကစားကွက်တွေနဲ့ကျွန်တော်ရှင်းပါခဲ့ကြတယ်။ဒါပေမဲ့လည်းတိုးတော်လည်းဒီ Liga Anzo Maris ကရဲ့အခုလက်ရှိ ခံကေစနောဘောဒီဝါပိုင်းဒါကလည်းကျွန်တော်ဒီ Korean border လက်ထက်မှာစပြေလို့ပြောရမယ် Korean border ဒီလည်းဒီ news တွေပိုင်းအဖြစ်တွေ့ရတဲ့လူမျိုးတွေတယောက်ဖြစ်တယ်။သူ့အမေတို့ဒီအသင်းကြီးသတင်းကိုကင်ပယ်ဖို့လောက်ထိသူ့ရဲ့စီမံခန့်ခွဲမှုတွေညီပူဝါပိုင်းအကျွမ်းကျင်မှုတွေနောက်ပြီးတော့ဒီ PR တွေမှာဒီရင်ဆိုင်နိုင်မှုအတွက်အဆင်ပြေမဖြစ်သေးတဲ့နီးပြတယောက်ဖြစ်တယ်။သူကနီးပြကောင်းတယောက်ပါ။ လေပြကောင်ဖြစ်လို့လည်းကျွန်တော်အတင်ကခွန်ယူခဲ့ပါတယ်။ဒါပေမဲ့လည်းကျွန်တော်ရင်တည့်ရဲ့အတိုင်းပဲ Graham Porter လက်ထက်မှာကျွန်တော်ရဲ့ရလက်တွေတော်တော်ကြီးဆိုးဝါးခဲ့တယ်၊ထုတ်ပယ်ခံရသည့်ဖြစ်ခဲ့တယ်။ထိုနည်းလကောင်မဲ့ Fan Lampard ခင်မှာဆိုရင်လည်းကျွန်တော်တွေကဒီ Top 4အတွင်းတော့ကျွန်တော်ဝင်အောင်သူစောစောင်းပေးနိုင်ခဲ့တယ်။သူလက်ထက်ကနေစမယ်လို့ပြောရမယ်။ဒါ Sarri နောက်ပိုင်း Sarri Fan Lampard Graham Porter Pochettino Enzo Maresca ပေါ့။ Fan Fan Lampard လက်အောက်မှာဆိုရင်ကျွန်တော်တွေထင်ထားခဲ့တာကကျွန်တော် သူရဲ့ဆရာအတိုင်းဒီ model ကိုအတိုင်းခန်းစစ်ကိုအကောင်းဆုံးစတင်မယ်ပြီးတော့မှတိုက်စစ်ကိုကောင်တာတိုက်စစ်တွေနဲ့ဆင်မယ်လို့ကျွန်တော်တို့ထင်ထားခဲ့ကြတယ်။ဒါပေမဲ့ကျွန်တော်တို့ထင်ထားခဲ့တယ်လို့မဟုတ်ဘဲနဲ့ front lampard တီလည်းတိုက်စစ်ကိုဦးစားပေးတဲ့ဒီမိပြတယောက်ဖြစ်ခဲ့သူဒီဒီလိုမျိုးပဲလူငယ်တွေနဲ့ဒီအပြောင်းရွှေ့ကာလပြေခင်ရတဲ့ကြောင်းကြမို့လို့အကယ်ဒမီတင်းကနေလူငယ်တွေပေါ်ထွက်ခဲ့တဲ့အေဘရာဟမ်မေဆန်မောက်တိုမိုရီ ရင်းစင်ချင်းစားတဲ့ကစားသမားတွေပေါ်ထွက်လာခဲ့ပြီးတော့သူ့ရဲ့လူငယ်ကစားသမားတတိုင်းနဲ့သူကျွန်တော်တွေကတိုက်စစ်ကိုကျွန်တော်တွေလာလာပပပုံဖော်နိုင်ခဲ့တယ်။ဒါပေမဲ့လည်းကျွန်တော်တွေကလိုချင်တဲ့ရလက်တွေလိုချင်တဲ့ကိုယ်တွေအဲ့လိုမျိုးတွေတော့ကျွန်တော်တွေခံစားမှုတွေတော့ပေးဆွနိုင်ခဲ့ခြင်းမရှိဘူး။ ခုနောက်ဆုံးဒီပြအန်ဆိုမာရစ်ကဆိုရင်လည်းထုံလေးလောက်အောင်ပဲသူဒီအာတန်ဒီသားဒီဒီတိုက်စစ်ပိုင်းမှာဖြစ်တယ်တိုးတော့ခန်စစ်ပိုင်းကကျွန်တော်ဒီဘလူးအခြေအနေမျိုးပေါ့ဆိုကိုပေးနိုင်ရလောက်တဲ့အခြေအနေဖြစ်နေပေါ့နော်သာဒါဒီနီခန့်စစ်ကောင်းတရားမရှိလာလဲပါသလိုသူရဲ့နေပြူဟာပိုင်းအရာလေးအလွယ်တကူကိုယ်ရခွင့်ပြုခြင်းခံရတော့ကျွန်တော်တွေတွေ့ရှိရပါတယ်ဒါဒီခက်တခုရဲ့ကြောင်းလေးလာတဲ့နေ ူဟာအကြောင်းဖြစ်တယ်ကျွန်တော်ရရင်ကဆိုရင်တွေးရှိခဲ့ရတဲ့ခံစစ်တွေဒီလိုမျိုးကွင်းတွေမှာကြုံမှုတွေဟာဒီလုံးလုံးမဒီလုံးဝကို ပျက်စီးပျက်စီးရလို့ကျွန်တော်မပြောချင်ဘူးလုံးဝကိုကြောင်းလဲသွားတယ်ပေါ့ကျွန်တော်ချက်စီးသေးမှယင်းနေ့ခေတ်ကျွန်တော်တို့ဒီအသက်ကြီးပိုင်းကြီးခဲ့တဲ့လူတယောက်ကနေပွဲဆက်တွေဝေပြီးအခုချိန်မှာပြန်ကြီးတတ်မယ်ဆိုရင်ဟာဒါငါတို့ချက်စီးသေးမှဟုတ်ရဲ့လားချက်စီးသေးကဒီလိုကစားတာမှဟုတ်ရဲ့လားဆိုရဲဒီအန်အောအမီဒီဒီကျွန်တော်တို့ထွက်ပေါ်လာလိမ့်မယ်တော့ကျွန်တော်ထင်တယ်ဒီလိုမျိုးခံစားချက်တွေကိုလည်းကျွန်တော်တို့ကအများကြီးဖြတ်တန်း ကြည့်စုခဲ့ရပြီဖြစ်တဲ့ဒီလိုမျိုးဖန်ဆင်းအကောင်းဆုံးအတင်းအသင်းပရီးမီးယားလိရဲ့ပေကိုအတရာဒီထဲမှာပေကိုအ ਨੇ ဆုံးအတင်းအသင်းဖြစ်ကျွန်တော်တို့ကခုချင်းဒီကိုရက်တည်နေတိုင်းခဲ့တယ်ဖြစ်တယ်။နောက်ပြီးတော့ကျွန်တော်တို့ချန်ပီယံဖြစ်ခဲ့တဲ့မော်ရင်ကိုလွတ်ထပ်မှဆိုရင်ကျွန်တော်တို့ကတပွဲသားလေးရှုံးနေခဲ့ရပါတယ်။တပွဲသားလေးရှုံးနေခဲ့တဲ့အတင်းအသင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ကျွန်တော်ပြီးတော့ကျွန်တော်တို့ဒီတိုက်စစ်ပိုင်းဆိုရင်လည်းလူပြအဆောအဆွေအဆောလောက်တွေလက်ထက်မှာဆိုရင်လည်းဂိုးအများဆုံးတွင်းပြီးတော့ ပထမဦးဆုံးကျွန်တော်ပရီးမီးယားလိချန်ပီယံဆုကိုရရှိခဲ့တဲ့အသင်းသင်းလေးဖြစ်ပါတယ်။အဲဒီမှာကျွန်တော်ထင်တယ်တရာကျော်တယ်103ခုနဲ့ကျွန်တော်ထင်တယ်ဒါဒီ data အချက်အလက်အသေးစိတ်ကိုကျွန်တော်သိချမသိသေးတဲ့ကြောင့်မမီကျော်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီခံမှန်းပြောချင်တာဖြစ်တယ်။တရာကျော်အနေထားနဲ့ကျွန်တော်တို့ရပရီးမီးယားလိရဲ့ဒီ goal twin အများဆုံးအနေနဲ့ကျွန်တော်တို့ရပရီးမီးယားလိချန်ပီယံဆုကိုကျွန်တော်တို့ရရှိခဲ့ဘူးတဲ့။အခုချိန်မှာဆိုရင်တော့ဒီစံချိန်တွေကိုဒီ Man City ကလည်းကျော်ဖြတ်ပြီးသွားပြီ။နောက်ပြီးတော့ Arsenal တို့ Liverpool ူးတို့ကလည်းဒီကြော်ဖြတ်လူနီးပါးကျွန်တော်တို့ဖြစ်ခဲ့ကြရတယ်။ဒါကြောင့်မလို့ချက်စည်းတင်ရဒီလိုမျိုးဒီပြောင်းလဲလာတဲ့ case နေ့အရာဒီ viewer ဘိုင်းအရာခြေစွမ်းဘိုင်းအရာကစားသမားတွေရဲ့ဒီပေးဆက်မှုတွေကစားသမားတွေရဲ့ခြေစွမ်းတွေအရာကျွန်တော်တွေကဒီလိုမျိုးမြင်တွေ့ရတာတော့အနည်းငယ်များတော့ခင်းတစ်ခွက်ကိုကျွန်တော်တို့စားမပါတဲ့အရာလာတစ်ခုအနေနဲ့ခံစားရတယ်။နည်းနည်းပေါ်ပြပြနိုင်တယ်။အဒီခြေလေးလည်းကျွန်တော်လက်ခံမှာဖြစ်နေတယ်။ ဒါဒီခုခေတ်မှာဆိုရင်တော့ခန်းစစ်ကိုမော်ရင်လိုမျိုးခန်းစစ်လိုကစားပြီးပိတ်ပိတ်တဲ့ကစားမီပြတယ်ဆိုတာလေခုချိန်မှာဆိုရင်တော့ကျွန်တော်ဒီဘောလုံးလောကအစိမ့်မြင့်တန်းတစ်ခုကိုတက်ရောက်လာနိုင်မှုအတွက်လိုအပ်ချက်တွေရှိတဲ့မီပြစင်းထဲမှာပါသွားခဲ့ပြီး ဖန်ဆီးတစ်ခုလည်းဒီကျွန်တော်တွေကမလုံလောက်တော့ဘူးဒီကောင်တာတိုက်စစ်တွေနဲ့ကျွန်တော်တွေကဂိုးရဘူးတစ်ခုဆိုတာကျွန်တော်တွေခုနောက်ပိုင်းဆိုရင်ကျွန်တော်တွေကခံဒီအသင်းလက်တော့မဟုတ်အသင်းငယ်လေးတစ်ခုမှဒါကျွန်တော်တွေ့ရတဲ့ဒိန်းတွေဖြစ်လာတယ်ဒါဒီနီးပြဒီကျွန်တော်တွေကနဝင်နီးပြကြီးလို့ပဲပြောရမယ်ပက်ကွာလီလိုလာရဲ့ခေကြောက်ပဲလို့ကျွန်တော်ထင်တယ်သူရဲ့ဒီနီးပြဟာတွေကိုကျွန်내ဒီနောက်ထွက်ပေါ်လာတဲ့နီးပြတွေကသူ့ကိုကျွန်တော် inspire ယူကြတယ်ဥမာ artista တို့ basic company တော့နောက်ပြီးတော့ဒီ Amazon Mario Star လို့စသဖြင့်ပေါ့ဒီလိုမျိုးတွေယူလာခဲ့ပြီးတော့မှသူ့ရဲ့အသွင်ကိုအနည်းငယ်အများချိန်တယ်ချိန်ပြီးတော့မှအသေးသေးနဲ့သူတို့ကင်တွေတဲ့သူ့ရဲ့ life plan ညီအောင်လို့ကြောင်းလဲတာကစားလာကြတယ်ဂိုးတွေတင်အောင် ကစားနေကြတယ်ဒီလိုမျိုးအကြောက်ဒီပြပက် Guardiola ရဲ့ကြည့်ဆိုမှုပါလေဘောင်းမီပြအတိုင်းဝိုင်းပါအင်မတန်ညာပြကြည့်ဆိုတယ်ဆိုတော့လည်းကျွန်တော်တို့တွေ့ရှိခဲ့ရတယ် ဒီလိုမျိုးနီးပါးမျိုးကဒီခက်ဆက်ဆက်မှာဆိုရင်ပေါ်ထွက်လာဖို့ရှားပါတဲ့နီးပါးတယောက်ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့လက်ရှိမန်စီးတဲ့နီးပါးဘတ်ကွာရီယိုလာကိုတော့ကျွန်တော်တို့ကလေးစားရမယ်တံပိုးထားရပါမယ်ဒါဒီသူ့ကိုချီချူပြောချင်တာဖြစ်တယ်ပြိုင်ဘက်နီးပါးတယောက်ကိုကျွန်တော်တို့ကချီချူတင်တာကိုတော့ချီချူရမှာဖြစ်ပါတယ်ဒီလိုနဲ့ကျွန်တော်ရဲ့သူရဲ့ဘဲအန်ဆိုမာရက်စကန်ကိုရရှိခဲ့တယ်။အန်ဆိုမာရက်စကန်ဒီလည်းဘတ်ဂွာရီယိုလာရဲ့စနစ်အတိုင်းကျွန်တော်နောက်ကနေစင်ညူရဲ့ဒီညူမီရဲ့ ဒီအချက်လက်တွေကနေစဉ်ကိုများသောတွင်းယူနိုင်မှုစ조사လာကြတယ်။ဒီအချိန်မှာကျွန်တော်တို့ချက်စီးသေးပြိသက်တွေနေနေရတော့အစိုးချင်းကောင်းချင်းဆိုရတွန်တွဲနေခဲ့။ဥပမာကျွန်တော်တို့ဒီ Even Harvest Joko Oscar Huamata တို့ဆိုရင်ဒီလိုကစားသွင်းနေဆိုလုံးဝလိုက်ဖက်မယ်ဆိုတော့ကျွန်တော်တို့ သိရှိပြီးသားဖြစ်တဲ့သို့ပေမဲ့လည်းကျွန်တော်တို့တွေ့ခဲ့ရတဲ့မီးပြတွေကခန့်စစ်အာတန်ပြီးတော့ကောင်တာတိုက်စစ်ကိုအားပြုတဲ့မီးပြတွေဖြစ်တာအကြောင်းမလို့ကျွန်တော်တို့ရဲ့ကစားသမားတွေအားလည်းအမြင့်ဆုံးသောအောင်မြင်မှုတွေကိုမရရှိခဲ့ဘူးလို့ကျွန်တော်ဆိုလိုချင်တဲ့ဥမာအေဒီဟာဆက်ဆိုရင်ဝီလီယံလို့ဆိုရင်အခြားသတင်းမှာဆိုရင်ကျွန်တော်ကဒီပက်ကာယူလာရဲ့လက်ထောက်အောင်မှာဆိုရင်တကယ်ကိုရှန်ရှန်တောက် ဖြစ်လာမဲ့တကယ်ကိုနမည်ကြီးထိတ်ဆုံးနေမှာပါလာမဲ့ကစားသမားတွေဖြစ်လာမှာတော့မလွဲဧကံပဲဒါပေမဲ့လည်းဒီစနစ်ဒီပြိုင်ကြောင်းရဲ့နောက်ပြီးတော့ဒီကစားဒီပြတွေခဏခဏပြောင်းလဲလာမှုတွေကြောင့်ကျွန်တော်ရဲ့ကစားသမားတွေကလည်းဒီထိုက်တင်တဲ့သူတို့ရောက်ရှိမဲ့နေရာတစ်ခုကိုမရောက်ရှိခဲ့ဘူးလို့တော့ကျွန်တော်မြင်တယ်ဒါကလည်းဒီလိုအချိန်တွေမှာဒီလိုပြောတာကဒီ နီးပြတွေကိုမကောင်းလို့ကျွန်တော်ဆိုလိုတာမဟုတ်ဘူးကျွန်တော်တို့နီးပြတွေက black quality လောက်မကောင်းဘူးလို့ဆိုလိုတာမဟုတ်ဘူးသူနီးသူဟန်နေတော့မြေပြူကအခင်းချင်းတွေကောင်းမွန်တဲ့ပြူပါတွေရှိကြပါတယ်ဒါပေမဲ့လည်းဒီကစားသမားတယောက်ရဲ့အောင်မြင်မှုကိုဒီအတိုင်းတာမယ်ဆိုရင်လည်းကျွန်တော်တွေကဒီနီးပြနဲ့လည်းအများကြီးသက်ဆိုင်ပါတယ်နီးပြရဲ့ view ဟာနီးပြရဲ့အခင်းချင်းနီးပြရဲ့ဒီ ဘစ်စနစ်ပိုင်းဆိုင်ရာအကြွေးအခေါ်တွေနဲ့ပတ်သက်ပြီးတော့ကစားသမားတွေကလိုက်ကစားရတာဖြစ်တာအကြောင်းမလို့ဒီအချိန်လေးမှာကျွန်တော်တို့ကစားသမားကိုတော့ပြန်ပြီးတော့ညှော်လင်းမိတယ်တောင်းတမိတယ်ကျွန်တော်လက်ရှိမှာဆိုရင်တော့ကွင်းလယ်မှာမမထက်တဲ့ကစားနိုင်တဲ့ကစားသမားဆိုတော့ကျွန်တော်နှစ်ယောက်သာတွေ့ဒါဒီကျွန်တော်ရဲ့လက်ရှိအဓိကကစားသမားတွေဖြစ်တဲ့ Anzo Fernandez ရဲ့ Manchester Cancelo ရဲ့ဖြစ်တယ်ဒီကတော့ Manchester Cancelo ပေါ့။ Manchester Cancelo ရဲ့ကစားဟန်ကိုကျွန်တော်ကြည့်ရအရင်က ASEAN တို့ မက်ကဘောလန်တို့ကန်တီတို့ကိုကျွန်တော်ပြန်မြင်ရတယ်လို့မျိုးသူ့ရဲ့ဒီ physical ဘိုင်းကအရင်မကြီးပြီပဲလေ ူရဲ့လှူရှာမှုတွေကကျွန်တော်ချက်စီးတင်းရဲ့ DM နဲ့မပြေဝခံစားရတဲ့ကစားသမားတယောက်လို့ကျွန်တော်မြင်နေဒါကလက်ရှိချက်စီးတင်းမှာသူတယောက်တည်းကိုပဲမြင်နေကစားပုံဖြစ်နေတာဒီလည်းဝါဆက်ကန်လို့ငယ်စဉ်တည်းကချက်စီးတင်းကိုအားပေးလာတဲ့အတွက်ကြောင့်မလို့သူရဲ့စိတ်ထဲမှာလည်းချက်စီးတင်းရဲ့ DM စိတ်ရှိတယ်ဆိုတာကိုကျွန်တော်တွေဒီခံမှန်းမိတော့မှာပါဒါကြောင့်မလို့လည်းသူအဲ့လိုမျိုးကစားပြီးတော့ အရင်ခြေစမ်းတွေကိုပြန်လည်ရောင်းပြီးတော့အရင်ကျစင်းသေးကစားခဲ့တဲ့ကစားသမားတွေလည်းဒီလွမ်းမိုးမှုတွေကိုလည်းသူ့စိတ်ထဲမှာသူ့ရဲ့ကစားဟန်ထဲမှာတော့အနည်းနဲ့အများတော့လွမ်းမိုးမှုတော့ရှိမှအကျဉ်းသေးပါတယ်ဘယ်လိုပဲဖြစ်ပါစေလက်ရှိကျွန်တော်ပြောချင်တာကတော့ကျစင်းသေးကိုလက်ရှိကြည့်ရတာတော့ကျွန်တော်ဒီအရင်တုန်းကကြည့်ခဲ့ရတဲ့ကျစင်းသေးမဟုတ်တော့တာကတော့ချင်းသေးတယ်ဒီ cancer ကျွန်တော်ချက်စီးတဲ့နာမည်အကြီးဆုံးဒီကျွန်တော် cancer ဖြစ်တယ်ပေါ့ ဒါပေမဲ့လက်ရှိမှာကျွန်တော်တို့ရဲ့အဲအညာဆုံးနေရာဒီလဲကတ်စစ်ပိုင်းဖြစ်နေတဲ့ကြောင့်မလုံးဝပြောင်းလဲလာပြီးစေစုနဲ့နှစ်စုခုကြာမှာကျွန်တော်ချက်စင်တင်ကကြောင်းလဲလာတဲ့ခံစားချက်တွေကိုကျွန်တော်တို့ခံစားမိလာတယ်မြင်တွေ့လာရတယ်ကြည့်ရှုခဲ့ရတယ်နောက်ပိုင်းမှာဆိုရင်ဒီလိုမျိုးဖြူပါတွေနဲ့ကျွန်တော်တို့ရာဘယ်လောက်ထိအတိုင်းတာတိ သွားနိုင်မဲဆိုတော့ကျွန်တော်တွေမြင်တွေ့ခြင်းပါတယ်ကျွန်တော်တွေကဒီခံစားချက်အောင်မြင်မှုတွေဖလားတွေအများကြီးရရှိခဲ့ကြဘူးတယ်အောင်မြင်မှုတွေအလီလီစုဖူးနိုင်ခဲ့ဘူးတယ်ဒီလိုမျိုးရှိခဲ့တဲ့အချိန်မှာကျွန်တော်တို့ချက်စီးပြီးရဲ့စိတ်ဓာတ်တွေမာကျွန်းမှုတွေရရှိ ချိန်မှာချက်စီချက်စီကစားသမားတွေရဲ့စိတ်မှာကိန်းအောင်နေပြီးတော့အောင်မြင်မှုတွေကိုအရင်လိုမျိုးခံရတဲ့အတိတ်တစ်ခုကိုပြန်လဲဘလိုမျိုးဒီဟာအစ်တစ်နဲ့စိတ်ဓာတ်အစ်တစ်နဲ့ဒီအခင်းချင်းအစ်တစ်နဲ့ new state ဘိုင်းဆိုင်ရာအစ်တစ်တွေနဲ့ကျွန်တော်တို့အောင်မြင်မှုတွေကိုကျွန်တော်ဆက်လက်ရရှိအောင်မယ်လို့လည်းကျွန်တော်အနေနဲ့ညှော်လင့်နဲ့ယုံလင်းယုံကြည်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့ချက်စီတင်လက်ရှိအကောင်းဆုံးဖြစ်နေတဲ့ ချက်စီးတင်ရဲ့ဒီဘူဝါပိုင်းတွေလိုက်ရောနေချူတာသူတို့ရဲ့ကစားဟန်ကိုလိုက်ကြည့်ရင်းနဲ့ချက်စီးတင်ဆိုရဲဒီဝိတ္တာနာမနေနမဲကိုတစ်ခုကိုကျွန်တော်တွေအကောင်းဆုံးဆက်ထင်းထားရင်းနဲ့ဘလို့ပဲချက်စီးဖြစ်ဖြစ်ကျွန်တော်တွေအဆက်လက်အားပေးအောင်မြင်မှုတွေကိုအလီလီစုခုနိုင်တဲ့အသင်းဖြစ်လာမယ်ဆိုကျွန်တော်ဒီလုံးဝကိုယုံကြည်နေပါတယ် အောင်မြင်မှုတစ်ခုကိုရရှိမှုအတွက်အချိန်တော့အနည်းငယ်တော့ယူရမယ်ဒါပေမဲ့အနည်းနဲ့အမြင်တွေကိုပဲကျွန်တော်တို့အောင်မြင်မှုတွေကိုရရှိလာရမှာဖြစ်ပါတယ်ဒီပိုင်ရှင်ကအစဒီမီဒီယာအစုံဝန်ထမ်းတွေအစုံကစားသမားတွေအစုံနောက်ဆုံးပြည်သက်တွေကပါကျွန်တော်တို့ချက်စီးတင်းရဲ့ကိုစားပြုနေတဲ့ဒီဒီကဘာလုံးတစ်ခုလုံးငါတို့ချက်စီးဆိုတဲ့ အမည်နဲ့တကွာအောင်မြင်မှုတွေဆက်လက်ယူဆောင်ပြီးတော့ဒီတိုင်မတ်ကိုမဆိုအနိုင်ငံနဲ့အသင်းသင်းကိုဖြစ်လာအောင်ဆွမ်းဆောင်နိုင်ရင်လေလို့ကျွန်တော်အနေနဲ့လုံးဝလုံးဝကိုရှင်းကြည့်ပါတယ်။ Okay ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကတော့ဒီ video လေးမှာတော့ချက်စီးသင်းရဲ့ပြောင်းလဲလာတဲ့ viewer ဘိုင်းနေနဲ့ပတ်သက်ပြီးတော့ဒီ news နဲ့ဘိုင်းနဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးသွားတဲ့အကြောင်းအရာလေးတစ်ခုသားဖြစ်ပါတယ်။ဒီ channel သတ်မိုက်လို့လည်းကျွန်တော်ယုံကြည်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။